အာရခပင်္ဂလာနေဆက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖတ်ချမ်းမှာရိုဟင်ဂျာအမျိုးခံလက်နက်ကင်တွေဟာစစ်တင်နေပေးရတဲ့အပအဝင်စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။အဲဒီအာရခရိုဟင်ဂျာကေတင်ရေးတပ်မတော် AISA ရိုဟင်ဂျာဆေးလုံးညီငယ်ရေးအဖွဲ့ ISO အာရခရိုဟင်ဂျာတပ်မတော် AIA အထက်မှာရိုဟင်ဂျာဆေးလုံးညီငယ်ရေးအဖွဲ့အဓိကလှုပ်ရှားနေတာဖြစ်ပါတယ်။အဲဒီအဖွဲ့ဟာနက်မြစ်ထဲမှာလဲတွာလာလှုပ်ရှားနေကြသလို တောင်ပြိုလက်ဝဲမှာဘန်ဒူလာတိထွန်နိုင်ငံနေဆက်တချောက်မှာစစ်တင်နေတွေစစ်စခန်းတွေအခိုင်အမာတိဆောက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။အဲဒီစစ်တင်နေတွေမှာဒရုန်းတွေ RPG တွေလက်လက်ကြီးပစ်ခတ်တာတွေထိလေ့ကျင့်သင်ကြားအသုံးပြုနေကြပါတယ်။အဲဒီအပြင်အာဂရူဝင်ကြ KTE တက်မတော်အာစာဟာလည်းနေဆက်ဖြတ်စော်အကြမ်းဖက်မှုတွေကျူးလွန်နေကြသလိုအရက်သားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ပြန်ပြီးဆီရတွေလည်းကျူးလွန်နေကြပါတယ်။အဲဒီလူဝင်ကြအမိခံလက်လက်ကင်တွေဟာ အာရခတ်တပ်တော်ကိုလည်းခြုံခုံတိုက်ခိုက်တာတွေမကြခဏပြုလုပ်နေကြတာမို့အာရခတ်ပင်္ဂလာနေဆက်ကိုအာရခတ်တပ်တော်ကအပြည့်အဝမထင်းရှောင်းနိုင်သေးဘူးလို့အာရခတ်ပြည်သူတွေကဆိုကြပါတယ်။အဲဒီလူဝင်ညာအမြင်ကဲလက်လက်ကိုင်းတွေစစ်တင်တဲ့ဆေးမွတ်စလင်လက်လက်ကိုင်းအကြံဖက်သမားတွေဟာအင်အားထောင်ရှိစုဆောင်စစ်တင်တဲ့ပေးနေကြပြီးမောင်တော်ဘူတီတော်ရေသေးတော်သုံးမျိုးတွေကိုတိုက်ခိုက်သိမ်းယူတော်ကြဖို့ကြံဆောင်နေကြတယ်လို့လူဝင်ညာတိုင်းဝိုင်းကဆိုကြပါတယ်။